အာရှရဲ့နောက်ဆုံးနိုင်ငံသစ်ဖြစ်တဲ့တင်မောလက်စတီဟာတင်းနှင်းတွေနေကမလေးရှားနိုင်ငံမှာကျင်းပတဲ့အာဆီယံထိပ်သီးဆွေးနွေးပွဲမှာအာဆီယံရဲ့နောက်ဆုံးဖွဲ့ဝင်နိုင်ငံဖြစ်လာပါတယ်။အာဆီယံဖွဲ့ဝင်နိုင်ငံဖြစ်ရေးဟာအရင်ကအရှိတီမောလို့လူသိများခဲ့တဲ့တင်မောလက်စတီရဲ့ဆယ်စုနှစ်များစွာ ကြာခဲ့တဲ့အိမ်မက်လဲဖြစ်ခဲ့ပါတယ်။အရှိတီမောကိုအိန္ဒိချင်းအင်ဒိုနီးရှားက1995ခုနှစ်မှာကျူးကျော်သိမ်းပိုက်ခဲ့ပြီးကုကံတော်လှန်ရေးဖြစ်ပွားခဲ့ပါတယ်။ 2002ခုနှစ်မှာအရှေ့တီမောလူမှုဆန္ဒခံယူပွဲကျင်းပခဲ့ပြီးအင်ဒိုနီးရှားနိုင်ငံကနေလွတ်လပ်ရေးရရှိခဲ့တာဖြစ်ပါတယ်။အဲဒီနောက်တီမောလက်စတေနိုင်ငံဖြစ်တဲ့အရှေ့တောင်အာရှနိုင်ငံများအသင်းအာဆီယံရဲ့စစ်တပ်နိုင်ငံမြောက်ဖွဲ့ဝင်ဖြစ်လာဖို့အတွက်2011ခုနှစ်ကတည်းကရှောက်ထားကြိုးပမ်းခဲ့ပါတယ်။ဒါပေမဲ့နိုင်ငံရဲ့ရိုင်းနှင်းနေခဲ့တဲ့အုပ်ချုပ်ရေးစနစ်နဲ့အားနည်းခဲ့တဲ့အခြေခံအဆောက်အုံတွေဟာအာဆီယံဖွဲ့ဝင်ဖြစ်ရေးအဟံတားတွေဖြစ်ရှုမြင်ခံခဲ့ရပါတယ်။ဂျပန်နဲ့အော်စတြေးလျနိုင်ငံတို့က တီမိုလက်စတီနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကထောက်ပံ့ပေးခဲ့တဲ့နိုင်ငံတွေထဲမှာပါဝင်ပါတယ်။တီမိုလက်စတီနိုင်ငံဟာအာဆီယံနိုင်ငံတွေထဲမှာအဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ရှိနေစေပါ။နိုင်ငံဘတ်ဂျက်ရဲ့80ရာခိုင်နှုန်းကျော်ကရေနံနဲ့သဘာဝတန်ငွေကအဓိကဝင်ငွေတွေဖြစ်ပေမဲ့လာမယ့်2030ပြည့်နှစ်နောက်ပိုင်းမှာကွန်ခန်းသွားလိမ့်မယ်လို့ခန့်မှန်းထားကြပါတယ်။ဒီမိုလက်စတီနိုင်ငံမှာလူဦးရေ1.4လေးသန်းနီးပါးရှိပြီးနိုင်ငံရဲ့စိန်ခေါ်မှုကတော့ အာဆီယံစည်းကမ်းနဲ့ချိတ်ဆက်ပြီးနိုင်ငံစည်းဝါးရေးကိုကြေကြေပြန့်ပြန့်လုပ်ဖို့နဲ့နိုင်ငံရဲ့သဘောဝတရားစာတာတွေပေါ်မိခုံမှုကိုရှော့ချဖို့ဖြစ်ပါလိမ့်ခင်ဗျာ။